ဆယ်အနီလိုင်ဘရီမှကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မပတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ရုရှားယူကရိန်းပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတို့ပြည်ပကဆိုင်ရာသတင်းအကြောင်းအရာများစုစည်းမှုအပိုင်း48ဖြစ်ပါတယ်။ဒီပိုင်းမှာကတော့အမေရိကန်ရဲ့အဆိုပြုချက်28ချက်ကနေပြီးတော့အမေရိကန်ယူကရိန်းညှိနှိုင်း19ချက်မူပေါင်းထွက်လာတဲ့အမေရိကန်ယူကရိန်းဆွေးနွေးပွဲနဲ့နောက်ဆက်တွဲသဘောထားတုံ့ပြန်ချက်တွေပြီးရင်တော့ရုရှားယူကရိန်းညီညွတ်ရေးဆိုင်ရာထရန်နဲ့အင်မြူရောရဲ့ထုတ်ပြန်ချက်တွေနဲ့သက်ဆိုင်သူတွေရဲ့သဘောထားတွေအဲ့နောက်မှာတော့ရုရှားနဲ့ပိုလန်၊ဗြိတိန်၊ရိုမေးနီးယားတို့ကြားကစစ်ရေးဆိုင်ရာလှုပ်ခတ်မှုတွေနဲ့ နောက်ဆုံးမှာကတော့ရုရှားယူကရိန်းလက်လွတ်စေးရေးချင်တဲ့စတာတွေကိုစုစည်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့အမေရိကန်အစိုးပြုထားတဲ့28ချက်ကနေအမေရိကန်ယူကရိန်းညှိနှိုင်းတဲ့19ချက်မူပေါင်းထွက်လာတဲ့အမေရိကန်ယူကရိန်းဆွေးနွေးပွဲနဲ့နောက်ဆက်တဲ့သဘောထားတုံ့ပြန်ချက်တွေပါ November 23ရက်နေ့ကအမေရိကန်ပြည်ထောင်စုနဲ့ယူကရိန်းတို့ကအစစ်အမြစ်ဆွေးနွေးပွဲတွေပြုလုပ်ပြီးဖူးတွဲညင်ညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီညင်ညာချက်မှာသမောတူညီချက်မှန်သမျှကယူကရိန်းရဲ့ချုပ်ချာအာဏာကိုပြေဝထိမ့်သိမ်းပေးပြီးရေရှည်တည်တံ့လို့ တရားမြတ်တာရဲ့ညီညာရင်းကိုပြရမှာဖြစ်တယ်ဆိုပြီးထပ်မံအတည်ပြုခဲ့ကြတယ်လို့ဆိုပါတယ်။ဂျန်နီဖာမြို့မှာပြုလုပ်ခဲ့တဲ့အဲဒီဆွေးနွေးပွဲမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုတမရာယုံအကြီးကဲအန်ဒရီယမ်မတ်ကဦးဆောင်ခဲ့ပြီးတော့အမေရိကန်ဘက်ကကိုယ်စားလှယ်တွေထဲမှာနိုင်ငံခြားရေးဝန်ကြီးမတ်ကိုရူဘီယိုနဲ့အထူးကိုယ်စားလှယ်စတီဝစ်ကော့ဖ်တို့ပါဝင်ခဲ့ပါတယ်။ဆွေးနွေးပွဲမတိုင်ခင်မှာဥရောပမိတ်ဖက်တွေနဲ့ဆွေးနွေးမှုတွေပေါ်အခြေခံပြီးတော့မူလဆိုပြချက်တကူပြုပြမွမ်းမံဖို့ယူကရိန်းကအမေရိကန်ကိုတောင်းဆိုခဲ့ပြီးတော့အမေရိကန်အဆိုပြချက်က ယူကရိန်းနိုင်ငံကိုသူ့နိုင်ငံရဲ့နယ်မြေပိုင်နက်နဲ့အခြားလိုက်လျောမှုတွေကိုရုရှားကိုပေးဖို့လိုအပ်စီမှာဖြစ်တယ်ဆိုပြီးအမေရိကန်နဲ့ဥရောပသတင်းဌာနတွေကဆိုကြပါတယ်။ဒီဆွေးနွေးပွဲမှာအမေရိကန်ကအဆိုပြုထားတဲ့အချက်28ချက်ပါတဲ့ညီညာရေးအစီအစဉ်ကိုအမေရိကန်နဲ့ယူကရိန်းတို့ကအချက်16ချက်ပါတဲ့မူပေါင်းဖြင့်လျှော့ချပြီးမူကြမ်းရေးဆွဲခဲ့ကြတာလို့သိရပါတယ်။ယူကရိန်းနိုင်ငံသားဝန်ကြီးတစ်ဖြစ်တဲ့ဆာဂေးဂိုင်စလက်ရှာကတော့အခုမူကြမ်းတစ်မှာ ပေါက်ကြားလာတဲ့28ချက်ပါမူကြမ်းနဲ့အနည်းငယ်သာတူတယ်ဆိုပြီး financial time သတင်းစာကိုပြောကြားခဲ့ပြီးတော့မူလမူကြမ်းတွေကအချက်အနည်းငယ်လောက်ပဲပါတယ်လို့သူကဆိုသွားပါတယ်။ဒီချိန်မူကြမ်းအသစ်မှာငင်းပွားစရာအကောင်းဆုံးကိစ္စရပ်တွေကိုတော့ Trump နဲ့ Ukraine သမ္မတ Zelensky တို့ကဆုံးဖြတ်တော့မှဖြစ်တယ်ဆိုပြီးတော့မီဒီယာတွေကဖော်ပြမှုရသိရပါတယ်။အင်ဖြူတော်ကအချက်28ချက်ပါတယ်အဲ့ဒီငင်းငင်းကြီးအစီအစဉ်သဘောတူလက်ခံရေးအတွက်ကိုတောအပိတ်လှုပ်ဆောင်နေချိန်မှာပဲ Jennifer မှာ November 23ရက်နေ့က အမေရိကန်ယူကရိန်းနဲ့ဥရောပကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ပြည်ထောင်ပြင်သစ်ဂျာမနီတို့ကမျိုးသားလုံခြုံရေးအကြံပေးတွေထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ဆုံးယူကရိန်းဘက်ကအမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့နှစ်ဖက်သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယူကရိန်းညီညာရေးထရန့်ရဲ့မူ28ချက်ပေါ်ထွက်မလာခင်မှာတော့ရုရှားသမ္မတဗလာဒီမီယိုပူတင်ရဲ့နိုင်ငံသားရေးမူဝါဒအကြံပေးယူရီဥရှာကော့ဖ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ် stick work off တို့ဖုန်းမှတ်တမ်းပြောဆိုမှုပေါက်ကြားခဲ့ပြီးအော်တိုဘာအော်တိုဘာ14ရက်နေ့ကဖုန်းပြောဆိုမှုမှတ်တမ်းကို Bloomberg သတင်းဌာနကရရှိခဲ့တယ်လို့ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်နေမင်းရှော့ပေးမှုကလိုအပ်တဲ့ကိစ္စဖြစ်ပြီးတော့ trend ကိုဂုံပြူကိုဆွေးနွေးမှုတွေကိုအပြုသဘောဆောင်ဆောင်နဲ့ချင်းကပ်ဖို့ Wiskoff ကတိုက်တွန်းခဲ့တယ်လို့လည်းအဲ့ဒီပေါက်ကြားလာမှုရသိရပါတယ်အခုပြောရမယ်ဆိုရင်ငင်းငယ်ရေးသဘောတူညီချက်ရဖို့ဆိုရင် Donetsk နဲ့ တနည်းရရမှာနေမြင့်လဲလဲတာလောက်ရမယ်ဆိုတာကိုသိတယ်ဒါပေမဲ့အဲ့လိုပြောမဲ့စားပို့ပြီးတော့မျောလင်းချက်ရှိရှိပြောစီခြင်း ਨੇ ဘာလို့လဲဆိုတော့သဘောတူညီတဲ့တခုရမယ်လို့ထင်ပါတယ်ဆိုပြီး wick off က ushakov ကို9မိနစ်ကြာဖုန်းပြောဆိုမှုအတွင်းထည့်သွင်းပြောကြားခဲ့တယ်လို့យေတာကြပါတယ် writer သတင်းထားတဲ့ပေါ်ပြချက်အရာကတော့အစောဆုံးအခုသတင်းပတ်မှာ ukraine သမ္မတ zelensky က american ပြည်တော်စုကိုသွားပြီးတော့သမ္မတ donald trump နဲ့ ငင်းငင်းအစီအစဉ်တွေကိုဆွေးနွေးနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းအမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီစစ်ဆန်ညှိနှိုင်းမှုနဲ့ပတ်သက်တဲ့ရှင်းလင်းချက်ကိုနားထောင်ပြီးအလားအလာရှိတဲ့ငင်းငင်းအစီအစဉ်တစ်ခုရဲ့နောက်ထပ်ခြေလှမ်းနေတဲ့အချိန်စရဆန်ရဆုံးဖြတ်ချက်ချမယ်လို့အစောပိုင်းမှာပြောလာခဲ့ပါတယ်။နိုဝင်ဘာ25ရက်နေ့မှာတော့ယူကရိန်းနဲ့အမေရိကန်တို့ပြင်ဆင်ရေးဆွဲခဲ့တဲ့ငင်းငင်းအစီအစဉ်ကိုပိုနှဆိုင်တဲ့သဘောတူညီချက်တွေဖော်ဆောင်နိုင်ွယ်ရှိတယ်။ဒီငင်းငင်းအစီအစဉ်မှာပါတဲ့ အခြေခံမူတွေကိုပုံနဲ့ဆိုင်တဲ့သဘောတူညီချက်တွေအဖြစ်ဖြစ်လာနိုင်စေဖို့ရှိတယ်ပြီးတော့အဲ့ဒီသဘောတူညီချက်တွေကအမှန်တကယ်လုံခြုံမှုရှိတဲ့ဘုံကျိုးစည်းဝါးအတွက်လည်းဖြစ်တယ်ဆိုပြီးအစည်းအဝေးတစ်ခုမှာဇလန်စကီကပြောကြားသွားခဲ့ပါတယ်အမေရိကန်နိုင်ငံဘက်အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်နဲ့ဆက်ပြီးတော့တက်ကြွသောပူပေါင်းဆောင်ရွက်မှုအတွက်မျှော်လင့်ချောင်းကိုလည်းသူကထုတ်ပြီးပြောသွားခဲ့ပါတယ်ပြည်내ဝန်ကြီးချုပ်ကီယက်စတာမာကတော့ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ဒါကခံနိုင်ရင်ရှိရမယ်အဓိကပဲအဲ့ဒါက လုံးစရာတွေအများကြီးရှိသေးတယ်လို့ပြောသွားခဲ့တယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်။ဂျာမနီဝန်ကြီးချုပ် Friedrich Marx ကတော့ Jennifer မှာဆွေးနွေးပွဲပြုလုပ်တာကိုကြိုဆိုပါတယ်။ယာယီရလဒ်တွေကိုလည်းကြိုဆိုပါတယ်။ကိစ္စအတော်များများကိုရှင်းလင်းပြီးပြီ။ဒါပေမဲ့ယူကရိန်းမှာနေချင်းညာချင်းငြိမ်းချမ်းရလာမှာမဟုတ်ဘူးဆိုတာကိုလည်းသိပါတယ်ဆိုပြီးပြောသွားတယ်လို့သိရပါတယ်။ပြည်သက်သမ္မတအမနျူရယ်မက်ခရွန်ကတော့အားချင်းဖြည့်ရှင်းခြင်းသဘောထားကိုလက်မခံဘဲနဲ့အဖြစ်ရဲ့ဒါမှမဟုတ်ယူကရိန်းအတွက်ပိုတင့်တော်တဲ့အဆိုပြုချက်တွေဆွေးနွေးရေးအတွက် ရုရှားမှာစိတ်ဆန္ဒမရှိခြင်းကထင်ရှားတယ်ဆိုပြီးထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။အမေရိကန်ကနဦးစီစဉ်ကရုရှားဘက်ကိုတော်လေးဥစားပေးထားရာကနေယူကရိန်းရဲ့ကြိုးစီးပွားကိုပိုပြီးရှေ့ရှုတဲ့အစီအစဉ်ကိုအစားထိုးလာတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဒီစီစဉ်သစ်ကအတော်လေးပိုပြီးကောင်းမွန်တယ်ဆိုပြီးယူကရိန်းတာဝန်ရှိသူတူက AFP သတင်းဌာနကိုပြောတယ်ဆိုတဲ့အကြောင်းအရာကိုလည်းတွေ့ရှိရပါတယ်။ Kremlin နဲ့တော့ကတော့ Jennifer Sunniwe နဲ့ပတ်သက်လို့တရားဝင်အသေးစိတ်အချက်အလက်တွေမရရှိသေးဘူး ဒီသတင်းပတ်အတွင်းအမေရိကန်ဆိုရတာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့အစီအစဉ်မရှိသေးဘူးလို့ပြောကြားခဲ့တယ်ဆိုပြီး Newsweek Magazine ကတော့ဖော်ပြခဲ့ပါတယ်။ November 25ရက် CNN သတင်းမှာကတော့အမေရိကန်တာဝန်ရှိသူတွေကိုကူကားပြီးတော့ယူကရိန်းနေနဲ့ဖြည့်ရှင်းမှုကြံတဲ့တာမန်အသေးစိတ်အချက်လက်တွေနဲ့သာငြင်းငြိမ်းသဘောတူညီချက်ကိုသဘောတူခဲ့တယ်လို့ဖော်ပြခဲ့ပြီးဖြည့်ရှင်းစရာအသေးစိတ်အချက်လက်ချို့လို့ရှိတယ်ဒါပေမဲ့ငြင်းငြိမ်းသဘောတူညီချက်ကိုလက်ခံပါတယ်လို့យေတာခဲ့ပါတယ်။ယူကရိန်းသမ္မတ Volodymyr Zelensky ကတော့အဲ့ဒီမှာပဲ ဂျနဖာဆွနွေဝဲပြီးတဲ့နောက်ညဉ့်ဉိုင်းလမ်းကြောင်းမှန်ပေါ်လာမဲ့အလားအလာတွေအများကြီးတွေ့မြင်နေရတယ်။အခိုင်အမာရလဒ်တွေရှိတယ်လို့ရှေ့ဆက်လောက်ဆောင်စရာတွေလည်းရှိနေတုံးပဲလို့လူမှုမီဒီယာမှာပြောကြားသွားခဲ့ပါတယ်။အမေရိကန်ကြီးချက်ကတော့ထုတ်ပြန်ချက်တရားပြုလုပ်ခဲ့ပြီးအမေရိကန်နိုင်ငံကြီးချက်အတွင်းဝန်ဒန်ဒရစ်ကောကနိုဝင်ဘာ24နဲ့25မှာအဘူဒါဘီမြို့မှာသဘောတူညီချက်နဲ့ဆက်လင်းပြီးရုရှားတာဝန်ရှိသူတွေနဲ့ဆွနွေဝဲချင်းပခဲ့တယ်ဆိုပြီးပေါ်ပြလာခဲ့ပါတယ်။ဒါဆိုရင်နောက်ထပ်အကြောင်းအရာတစ်ခုသွားရအောင်။ ရုရှားယူကရိန်းငြိမ်းချမ်းဆိုင်ရာ trend နဲ့အင်ဂျီရောရဲ့ထုတ်ပြန်ချက်တွေနဲ့သက်ဆိုင်သူတွေရဲ့သဘောထားတွေပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းအပေါ်ချူချော်ဝေယမှုအဆုံးသက်ရေးရည်ရွယ်တဲ့ရုရှားနဲ့ဆက်စပ်ညှိနှိုင်းမှုမှာသဘောထားကွက်လွက်မှုအနည်းငယ်ပဲရှိတော့တယ်လို့ November 25ရက်နေ့ကလူမှုမီဒီယာကနေပြောကြားခဲ့ပြီးတော့ငြိမ်းချမ်းအစီအစဉ်ကိုအပြီးသတ်ဖို့မျှော်လင့်ချက်နဲ့မော်စကိုမှာရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့တွေ့ဆုံမှုအထူးသတ္တမန် Steve Witkoff ကိုညွှန်ကြားထားတယ်လို့ဆိုပါတယ်။ Mr. Trump က မစ္စတာဝက်ကော့ဖ်ကလာမယ့်အပတ်မှာတွားရောက်တွေ့ဆုံမယ်လို့မျှော်လင့်ထားတယ်ဆိုပြီးသတင်းတောက်တွေကိုလည်းပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးမီသူ့စီစဉ်ကိုအသေးစိတ်ချိန်ညှိထားပြီးဖြစ်တယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့တွေ့ဖို့အထူးတန်တမန်စတီးဗ်ဝက်ကော့ကိုရုရှားကိုဆေးလွတ်တယ်လို့ယူကရိန်းတောင်ရှိသူတွေနဲ့တွေ့ဖို့ကြီးတဲ့အတွင်းဝန်ဒန်ဒရစ်ကော့ကိုလည်းဆေးလွတ်ထားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာ25ရက်နေ့မှာထပ်ပြောပါရတယ်။နောက်ဆုံးမှာသူ့အနေနဲ့မစ္စတာပူတင်ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီနဲ့တွေ့ဆုံနိုင်လိမ့်မယ်လို့ထရန့်ကဆိုပါရတယ်။ ဒါပေမဲ့ဆွေးနွေးညှိနှိုင်းမှုတွေနောက်ထပ်တိုးတက်မှုမရမချင်းတော့တွေ့နိုင်မှာမဟုတ်ဘူးလို့လည်းပြောသွားပါတယ်။ရလာမယ့်တိုးတက်မှုအခြေအနေအလုံးစုံနဲ့ပတ်သက်ပြီးတော့ဒုသမရ JD Vance ငွေကြေးဝန်ကြီး Marco Rubio စစ်မှတ်ရေးရာဝန်ကြီး Big Hug Sachs နဲ့အင်ဂျီရောရာရှိချုပ် Susie Wiley Stone နဲ့အတူနားထောင်နေမှာဖြစ်တယ်လို့ Trump က social media post တစ်ခုမှာပြောထားခဲ့ပါတယ်။ဒါပေမဲ့ရုရှားနိုင်ငံရဲ့ဝန်ကြီး Sergey Lavrov ကတော့အဲ့ဒီအစီအစဉ်ကို ရုရှားနိုင်ငံရဲ့တောင်းဆိုချက်တွေကိုမထင်ဟတဲ့နည်းလမ်းနဲ့ပြန်ပြီးပြင်မဲ့ဆိုရင်အခြေခံကနေကွဲပြားတဲ့အခြေအနေတည်းဖြစ်ပေါ်လာနိုင်မယ်လို့အဲ့ဒီမှာပဲရင်းမွက်ပြောသွားခဲ့ပါတယ်။ယူကရိန်းရှေ့ပိုင်းသမ္မတဒိုနက်စ်လိုဒေသတွေကိုရုရှားပိုင်တဲ့အဖြစ်လက်တွေ့အဖြစ်အတိမတ်ပြုတ်တဲ့ငင်းငယ်အစီအစဉ်ကိုအမေရိကန်ပြည်ထောင်စုကကနဦးမှာတင်ပြခဲ့ပြီးတော့ယူကရိန်းနဲ့ဥရောပနိုင်ငံတွေကဒီအစီအစဉ်ကိုပြန်လည်ပြင်ဆင်ဖို့အမေရိကန်ပြည်ထောင်စုကိုတောင်းဆိုထားပုံရတယ်လို့ခန့်မှန်းကြပါတယ်။ ယူကရိန်းသမ္မတဇလန်စကီးကတော့ဂျနီဖာမာအမေရိကန်နဲ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့သဘောတူညီချက်တစ်ခုရဖို့ဥတီတဲ့အပြည့်သဘောဆောင်တဲ့ရည်တည်ချက်ကိုအရေးမွဲပြောသွားခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားကိုယ်စားလှယ်တွေပါဝင်တဲ့နောက်ဆုံးဆွေးနွေးပွဲကိုတော့အဘူဒါဘီမှာပြုလုပ်နေတယ်ဆိုပြီးအမေရိကန်မီဒီယာတွေကဖော်ပြနေကြပါတယ်။ယူကရိန်းကိုထောက်ခံတဲ့နိုင်ငံ30ပါအုပ်စုအကြီးအကဲတွေကလည်းနိုဗ ెంబ ာ25ရက်နေ့ကဗီဒီယိုကွန်ဖရင့်နဲ့တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။အမေရိကန်ညှိနှိုင်းမှု Dendris Call ကတော့ခုံရီတူရုရှားညှိနှိုင်းမှုတွေနဲ့တွေ့ဆုံပြီး စိတ်ကျေနပ်မှုရှိနေပြီးတော့ကြည်တဲ့အတွင်းဝင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမှုကြီး Jack Till Bot ကစနေဝရီကောင်းတဲ့အကောင်းမြင်ထားတယ်လို့ဆိုသွားပါတယ်။အလွန်ကြီးမားတဲ့တိုးတက်မှုတွေရှိတယ်လို့အင်မီတော်ကိုကိုးကားပြောဆိုခဲ့ပေမဲ့နူးညံ့တိမ်မွေ့ပေမဲ့ကြော်လွှားရခဲ့တဲ့အသေးစိတ်အချက်အချို့ကိုဖြေရှင်းအောင်မလို့လည်းတတိပေးသွားခဲ့ပါတယ်။အမေရိကန်ထပ်ခါတဲ့ငြိမ်းချမ်းအစီအစဉ်တရက်ကိုယူကရိန်းဘက်ကသဘောတူရမယ်ဆိုတဲ့သူတို့ရဲ့ကနဦးမူလနိုဝင်ဘာ29ရက်နေ့နောက်ဆုံးသတ်မှတ်ချက်ကိုမစ္စတာထရန့်ကပြန်ရုပ်သိမ်းလိုက်ပြီးတော့ သူ့အတွက်နောက်ဆုံးသတ်မှတ်ချက်ကတော့ဒီစင်စီဒီအစီအစဉ်ပြင်းမြောက်အောင်မြင်ချိန်ပဲဖြစ်တယ်လို့ပြောဆိုသွားပါတယ်။နောက်တဲ့အကြောင်းအရာတစ်ခုကရုရှားနဲ့ပိုလန်၊ဗြိတိန်၊ရူမေးနီးယားတို့ကြားကစစ်ရေးဆိုင်ရာနှုတ်ခတ်မှုတွေပါ။ရုရှားရဲ့အင်ဂျင်ချင်းဖြစ်တဲ့ပိုလန်ကတော့စစ်တပ်ကဥဆောင်ပြီးရေးပေါ်ချင်းတွေကြားရောက်လာရင်ပြည်သူတွေဘလို့ရင်ဆိုင်ရမလဲဆိုတာကိုလေ့ကျင့်ပေးဖို့စီစဉ်တစ်ခုကို November 22ရက်နေ့ကစတင်ခဲ့ပါတယ်။ပိုလန်ဆိုရကတော့ပြည်သူတွေအနေနဲ့ပြည်ပအင်အားစုတွေကျူးကျော်ဝင်ရောက်လာပြီးရင်ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက်အစဉ်သင့်ဖြစ်စေဖို့ဒီစီစဉ်မှာပါဝင်ပါဆိုပြီးတောင်းဆိုထားပါတယ်။နိုဝင်ဘာ22ရက်နေ့ကမြို့တော်ဝါဆော့ရဲ့စင်ကြေပုံရက်ွက်မှာစစ်တပ်စခန်းတစ်ခုမှာလူ60လောက်စုဝေးခဲ့ပြီးစစ်တပ်ရဲ့လမ်းညွှန်မှုနဲ့စေနာဝန်ထမ်းတွေကမိသက်ကားဆေးဝါးဆိုင်ရာနှိပညာအသုံးပြုလာတယ်။အခြားရေးပေါ်တုံ့ပြန်ဆောင်ရွက်ချက်တွေပါဝင်တဲ့လေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ပိုလန်ဘက်ကနေစတင်မာလာတုန်းကကျူးကျော်ခဲ့တာရုရှား drone တွေလို့ဆွဆွဲထားလို့နိုဝင်ဘာမှာယူကရိန်းနဲ့ဆက်သွယ်ထားတဲ့ပိုလန်ထိုင်းလန်တို့ကပျက်စီးသွားတာလဲ ရုရှားရဲ့ဖောက်ခွဲဖြစ်စီမှုဖြစ်တယ်လို့ပိုလန်ဝန်ကြီးချုပ်ကအရေးမပြောကြားထားပါတယ်။ရုရှားကဝန်ကြီးဌာနကရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကျည်တင်တင်းမောတွေကအာတိတ်တမောတွေရဲ့ဂျားနေရေမြေပေါ်မှာကင်းလက်ခုံပေါင်းခဲ့ရဲဆိုပြီးနိုဝင်ဘာ25ရက်နေ့မှာပြောလာခဲ့ပါတယ်။ရုရှားကဝန်ကြီးဌာနကထုတ်ပြန်တဲ့ဗီဒီယိုတွေထဲမှာတော့ TU 160လေးရင်းတွေဟာပြန်တက်နေတာပြန်တန်းနေတာတွေကိုထုတ်ဖော်ပြသခဲ့ပါတယ်။နိုင်ငံပိုင်သတင်းဌာန RIA ကလည်းဝန်ကြီးဌာနရဲ့ပြောကြားချက်ကိုကိုးကားပြီး a n 64လေးနေကအဲ့ဒီဒေသမှာ17နာရီကြာကင်းလက်ပြန်တန်းခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ပြည်ထောင်တော်ဝင်လေတက်ကလည်းဂုတိပြည်ထောင်ပိုဆေရွန်ရေတက်ရဲ့အကြီးဆုံးပြပတ်တက်ချထားမှုဖြစ်အမှတ်120တက်ခွဲက RAF P8A ပိုဆေရွန်လေရောင်းကင်းလက်လေရင်3စင်းကို Ruff Losimot ကနေပြီးတော့ Iceland နိုင်ငံက K Fulonbeck Leaders Council တက်ချဖြန့်ချက်ခဲ့ကြောင်းသိရပါတယ်။တော်ဝင်ပြည်ရှာစစ်တပ်ကပိုဆေရွန်ရေတက်ရဲ့သုံးပုံတစ်ပုံကို High Not အရက်မှာစူးစီးထားပြီးတော့ ီတဲ့ရဲ့စီရဲ့အသင်ဖြစ်မှုနဲ့နီတိုရဲ့မြောက်ဘက်တောင်ပိုင်းမှာစူမောင်းတာစီရဲ့အတွက်ဂရီကိုနှစ်ခုလုံးအတွက်ပြုလုပ်ပြသခဲ့တာလို့ဆိုကြပါတယ်။အဲလိုပဲရိုမေးနီးယားကာကွယ်ဝင်ကြီးအီယိုနက်မိုစတနူးကလည်းနိုဗမာ25ရက်နေ့ကရိုမေးနီးယားရိုမေးနီးယားနိုင်ငံမီဟိုင်ကိုဂယ်နီချာနူလီဒါစခန်းမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေစီကိုတွားရောက်တဲ့အချိန်မှာဘူခါရက်စ်ပေါ်ရုရှားရဲ့ရန်စအမှုအသစ်ကိုကင်လွယ်ဖြေရှင်းနေပြီးတော့ ဲ့ဒါကနိုဝင်ဘာ25ရက်နေ့ကရူမေးနီးယားလေပိုင်နယ်တဲကိုချိုးပေါက်ဝင်ရလာတဲ့ရုရှား drone တစ်ခုကိုရုရှားရူမေးနီးယားစစ်တပ်နဲ့ဂျမန် Eurofighter တိုက်လေတို့ကပစ်ချဖို့ကြိုးစားခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။အဲ့ဒီလေတဲ့စခန်းမှာပဲအမေရိကန်စစ်တပ်ဥရောပနဲ့အာဖရိကဆိုင်ရာတမူဗိုလ်ချုပ်ကြီးခရစ္စတိုဖာဒိုနီယယ်ဟူကလည်း drone တွေကိုပစ်ချဖို့စမ်းသပ်နေတဲ့စွမ်းအင်တစ်ခုရူမေးနီးယားမှာဖြန့်ကျက်သွားမယ်လို့ဆိုသွားပါတယ်။ရူမေးနီးယားကဝန်ကြီးဌာနကတော့နိုဝင်ဘာ25ရက်အစောပိုင်းတုန်းကယူကရိန်းနယ်စပ်အနီး ရိုမေးနီးယားနိုင်ငံတကာကိုကျူးကျော်ဝင်ရောက်လာတဲ့ drone တွေကိုခြေရခံဖို့ရိုမေးနီးယားတိုက်လေယာဉ်တွေကိုဆေလွတ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပြီးတော့ရိုမေးနီးယားနဲ့ဂျာမန်နီတို့တိုက်လေယာဉ်တွေဟာအရင်ကတည်းကပိုပြီးနှဆိုင်ရထိုးပေါက်ဝင်လာတဲ့ drone ကျူးကျော်မှုကိုတုံ့ပြန်မှုအရေးပေါ်ထွက်ခွာခဲ့ကြရတယ်လို့ဆိုပါတယ်။ဒီကျူးကျော်ဝင်ရောက်မှုဟာရုရှားရဲ့2022ခုနှစ်ယူကရိန်းကိုတိုက်ခိုက်မှုနောက်ပိုင်းရိုမေးနီးယားကသူ့လေပိုင်နယ်ထဲကို73ချိန်မြောက်ကျူးကျော်ဝင်ရောက်လာမှုဖြစ်တယ်ဆိုပြီးဆိုထားပါတယ်။ရုရှား drone တွေက ဒါနုမြစ်တစ်ဖက်ချမ်းမှရှိတဲ့ရူမေးနီးယားနယ်စပ်အနီးကယူကရိန်းစစ်ကမ်းတွေကိုညာလုံးပေါက်တိုက်ခိုက်နေခဲ့တဲ့အချိန်ကာလလေးဖြစ်ပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာကတော့ရုရှားယူကရိန်းလက်လွတ်စစ်ရေးအခြေအနေပါ။ရုရှားကတုတ်တပ်ဖွဲ့တွေဟာယူကရိန်းရွာ၃ရွာကိုနိုဝင်ဘာ23ရက်နေ့ကထတ်သိမ်းပိုက်ခဲ့ပြီးတော့ယူကရိန်းကအဲ့ဒီမှာပဲရှေ့တန်းမှာတိုက်ပွဲ162ကျင်းဖြစ်တယ်လို့ဆိုပါတယ်။ရုရှားကဝေမှုကြီးဌာနကသူ့ရဲ့နောက်ဆုံးစီရင်ခံစာထဲမှာပြီးခဲ့တဲ့24နာရီတွင်ရုရှားတပ်ဖွဲ့တွေက ယူကရိန်းပြစ်မှတ်တွေကို148နေရာမှာတိုက်ခိုက်ခဲ့ပြီးတော့ Donetsk ဒေသက Petrovsk ကိုရွာ Dnipro Petrov ဒေသက Titkwai နဲ့ Otronine လို့ခေါ်တဲ့ရွာပေါင်း3ရွာကိုထိန်းချုပ်ခဲ့တယ်လို့ဆိုခဲ့ပြီးယူကရိန်းနိုင်ငံ Pokrov ဒေသမှာအမှတ်နဲ့ရုရှားတပ်မတော်ရဲ့တိုက်ခိုက်ရေးအဖွဲ့တွေကလေပိုင်းခရိုင်တပ်တွေခရိုင်နဲ့အနောက်ပိုင်းစစ်မှုဇုန်တွေမှာအဝိုင်းခံထားရတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုဆက်တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်ယူကရိန်းကထုတ်ပြန်ချက်မှာတော့လီဒတ်ဒုံးကြီးတပ်ဖွဲ့နဲ့အမြောက်တပ်တွေက ရုရှားတပ်သားတွေလက်နက်တွေနဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေစုဝေးနေတဲ့နေရာနှစ်ခုကိုတိုက်ခိုက်ခဲ့ပြီးတော့မြောက်ပိုင်းဒေသမြောက်ပိုင်းဒေသနှစ်ခုမှာတိုက်ပွဲ16ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းရှေ့လယ်ပိုင်းယူကရိန်းရှေ့ပိုင်းတပ်ဖွဲ့တွေကစနေနေ့တုန်းက Pogrox Mino စုဝေးမှာကာကွယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နေခဲ့ပြီးတော့ရုရှားတွေရဲ့တိုက်ခိုက်မှုများစွာကိုအောင်အောင်မြင်မြင်တွန်းလှန်နိုင်ခဲ့တယ်လို့ပြောဆိုလာခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ ရုရှားယူကရိန်းနေတူဆိုင်ရာပြိပခများအကြောင်းအရာများစူးစီးမျှဝေခြင်းအပိုင်း48ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ